ဟဲ့မိုးမိခဲ့ရလားအခုလို့မိုးရာသီကကြာတက်တဲ့ကိုကိုကိုဂကြီးဆိုင်ပါဒီနေ့မှတော့အဲ့လိုမိုးမိပြီးတော့နောက်ရက်မပြားအောင်ဘာတွေရွေးစားရမလဲနောက်ပြီးဒီရက်ပိုင်းမှာမိုးရမ်းရွာပြီးဖြစ်တတ်တဲ့ယောဂလေးတွေအကြောင်းကိုလည်းပြောပြပေးသွားပါမယ်ကျမကတော့မပွင့်ဖြူဝင်းမှာဇေဝပညာရှင်ဖာမစစ်တဲ့ဦးဖြစ်ပါရဲ့ရှင်မိုးမိရင်အရင်အဦးဆုံးဘာဖြစ်လဲ အဲ့လိုမျိုးဥဆုံးဖြစ်တတ်တယ်ဟုတ်ပါတယ် ဘာကြောင့်လဲဆိုတော့ကြတော့မိုးမိတာကြောင့်မလို့ကိုအပူချိန်ကကျလာတဲ့အတွက်ကိုခန့်အားစနစ်ကနေတုံ့ပြန်လိုက်တာပဲဖြစ်ပါတယ်။အင်မျိုးကကျလာတယ်ဆိုလို့ရှိရင်အပြင်ကဗိုင်းရပ်စ်တွေကအလွယ်တကူဝင်လာနိုင်ပါတယ်။ဝင်လာတယ်ဆိုတာကိုလည်းခန္ဓာကိုယ်ကနေ ပြသလိုက်တာပဲဖြစ်ပါတယ်။နေစေမှာရှိတဲ့မြူကိုစာလေးတွေကချက်ချင်းအေးခံလိုက်ရတာကြောင့်မလို့ irritation ဖြစ်ပြီးတော့အရေပြားကတင်းလာပြီးနှာချီလိုက်တာကြောင့်မလို့ဖြစ်ပါတယ်။အဲ့လိုမျိုး ျိုးမူမိခဲ့တယ်ဆိုလို့ရှိရင်မပြားအောင်ဂယူးဆိုင်ပြီးတော့နေထိုင်ရပါမယ်လူကိုနွိနွိထွိထွိနေရမှာတဲ့အစားအစာကိုလည်းတေချာဂယူးဆိုင်ပြီးတော့စားပေးရမယ်ကိုပူချိန်ကျနေတာကိုပြန်ညှိပေးပြီးတော့ကိုခံအားကိုပြန်ပြီးတော့ဖြည့်နိုင်ဖို့ရအတွက်စားရမယ်ပရိုတီးများများစားရမယ်ဘလို့စားရမလဲဆိုတော့ကြတော့ပူပူနွိနွိလက်လက်ဆက်ဆက်အစားအစာမျိုးကိုရွေးပြီးတော့စားရမယ်ဥပမာဆိုလို့ရှိရင်ချက်သားများများပါတဲ့ဟင်းချုံမျိုးကိုခန့်အားကိုမြင်ပေးနိုင်ပြီးတော့ ော့ဗိုက်တာမင်စီဓာတ်ကိုရရှိစေမယ်အစိမ်းရောင်ရှိတဲ့အသီးရွက်တွေကိုရွေးပြီးတော့စားရမယ်ကြက်ဥစားလို့ရတယ်ဂျင်းလက်ဖက်ရည်ပူပူလေးတို့နှုတ်ပူပူလေးတို့ကိုတောက်ပေးရမယ်ချောင်းဝမ်းမာတွေကတော့စီများတာတွေစီကြော်တွေအဲအေးတွေ အချို့ကဲတဲ့မုံတွေစတာဒီကိုအဲ့ချိန်မှာရှော့ပြီးတော့စားရမယ်အခုလို့မိုးရသည်မှာဆိုလို့ရှိရင်လေတွေကဗိုင်းရပ်စ်တွေကပြန့်နှံ့လွယ်ပြီးတော့အလွယ်တကူကူးစက်နိုင်တဲ့အတွက်မိုးမိထားတယ်ဆိုလို့ရှိရင်ကိုကလည်းကိုခန့်အားကနဲနေချိန်ဆိုကြတော့ပို့ပြီးတော့ကူးနိုင်တယ်ဒါကြောင့်မလို့ပို့ပြီးတော့ဂယူဆိုင်တဲ့နဲ့နောက်ပြီးမိုးရသည်မှာမှုပိုးတွေကလည်းပေါက်ဖွားချိန်ဖြစ်တော့ကြတော့အသက်စုလမ်းကြောင်းပိုးဝင်တာတွေအရေပြားပြဿနာတွေ မဖြစ်အောင်လေအေရခင်းတို့ခေါင်းစွတ်တို့ကိုတေချာလျှော့ဖို့ခြောက်သွေ့အောင်လုပ်ပြီးတော့မှအသုံးပြုရမယ်ခဏခဏလေးလေးလေးပေးရမယ်အခန်းထဲမှာဆိုလို့ရှိရင် humidifier လို့ခေါ်တဲ့အဆိုဓာတ်ကိုထိမ့်ပေးတဲ့ဆက်လေးတွေကိုလည်းထားတဲ့နေအေးဝါဝါအေးတဲ့နေ ။အော်အရေးကြီးဆုံးတစ်ခုကမိုးမိပြီးတော့ဖျားကျဉ်လာတယ်ဆိုလို့ရှိရင်တော့ဆေးလေးလည်းတောက်ဖို့ရမမေ့ပါနဲ့။အေးမိဖျားနာ တုတ်ကွေးအတွက်လာတဲ့ဆေးတွေကမှဒီကိုခြင်းလိုဆေးမျိုးကိုရွေးပြီးတော့တောက်လို့ရပါတယ်။ကဲဒါလားဆိုလို့ရှိရင်တော့ မိုးမိပြီးတော့နောက်ရက်မှာမပြားအောင်ဘာရီရွေးပြီးတော့စားရမယ်ဘလူမျိုးနေထိုင်ရမယ်ဆိုတာလေးကိုသိသွားချလိမ့်မယ်လို့ယုံကြည်ပါတယ်။ကုပ္ပံဝိညာဉ်ကသူတွေကိုလည်းပြန်လည်ဝင်မြှောက်ဖို့ရအတွက်ဒီ post လေးကို share ပေးဖို့ရတောင်းဆိုချင်ပါတယ်။အားလုံးပဲကျမ်းမာရှင်လန်းတဲ့နေ့ရက်လေးတွေပိုင်ဆိုင်နေကြပါစေရှင်။